MSME များနဲ့ကိုကျင်တရားကိုကျင်တရားချိုးဖောက်မှုအကြောင်းပြောလင်ကိုမီကြီးများကိုကျေးမြန်တကြသည်ဟု သူတွေသူများကဆိုကြ၏အများအမြင်၌သင်္ကနေဖြစ်စေသောကြောင့်ပင်သို့သောလေးလာမှုအများလေးလာမှုများအရဆိုလင်လုပ်ငန်းငယ်များသည်လည်းလုပ်ငန်းကြီးများကဲ့သို့ပင် ကိုကျင်တရားချိုးဖောက်မှုများဖြစ်ပေါ်လေရှိကြောင်းတွေ့ရသည်ဟုဆိုကြသည် လက်ပေးလက်ယူမှုများအခရိပိုက်စားမှုများမယိုးမယိုးချမှုများရှိနေသည့်အသေးစားအငယ်စားအလက်စားလုပ်ငန်းများသည့်နိုင်ငံစီးပွားရေးအတွက်အရေးပါသော မောင်းနှင်အားဖြစ်ရကိုကျင့်တရားနှင့်ပတ်သက်လျင်နိုးနိုးကြကြရှိသင့်သည့်သို့သောလုပ်ငန်းငယ်များသည့်လုပ်ငန်းကြီးများကဲ့သို့ကိုကျင့်တရားထင်းကြောင်တတ်မြတ် ထင်းကြောင်တက်မှတ်ရေအရာရှိအရေးပေါ်ဆက်သွယ်ရေးလိုင်းများ ကိုကျင်တရားဆန်ရာသင်္ဍပုတ်ဆမှုများထဲထဲဝန်ဝန်မလုံနိုင်ကြပဲသို့သော် MSME လုပ်ငန်းများလုံနိုင်သည့်အချက်အနည်းငယ်ရှိပါသည်လက်ရှိဖြစ်ပေါ်နေသော ကိုကျင်တရားနှင့်သက်ဆိုင်သည့်လုံဆောင်မှုများကိုအကဲဖြတ်သုံးသပ်နိုင်သည်ကိုကျင်တရားနှင့်ပတ်သက်၍ မိမိလုပ်ငန်းကို အပြန်အလှန်စစ်ဆေးရမည်ဒုတိယအချက်အနေဖြင့်ပုံကျင်တရားဆိုင်ရာစံသတ်မှတ်ချက်တရက်ကိုရေးဆွဲရမည်အင်တာနက်တွင်စံသတ်မှတ်ချက်နမူနာပေါင်းများစွာ လေ့လာနိုင်သည်ထိုထိုသတ်မှတ်ချက်များကို အလေးထားကျင့်သုံးရမည်ဖြစ်သောအကျင့်သုံးရမည်ဖြစ်သောထင်ရှားပြသရမည်တတိယအချက်မှာကိုကျင့်တရားဆိုင်ရာ သင်တန်းပေးခြင်းတို့ဖြစ်ရကက်ကက်ကဲကဲလောဆရာမလိုပဲကျွမ်းကျင်သူအနေဖြင့် သင်ကန်းစာများရေးဆွဲနိုင်တဲ့မိမိလုပ်ငန်းနဲ့တက်ဆိုင်တက်ဆိုင်မည်ကိုကျင်တရားရှိသည့်အပြုအမူဖောက်ပြဲသည့်အပြုမူတို့ဖြင့်တရကပြနိုင်၏လက်တွေ့လိုက်နာရေးအတွက်ဝန်တန်းများနဲ့ဆွေးနွေးပွဲများ လုပ်နိုင်တဲ့စတုထအချက်မှာ ကိုကျင်တရားဖောက်ပြက်မှုများမြင်တွေ့ကြားသိရသည်မြင်တွေ့ကြားသိရသည်အတိပေးရန်ဝန်ထမ်းများအထူးမြတ်မေတ္တာရပ်တန်သည်ပစ္စမနှင့်နောက်ဆုံးအချက်မှာလူကြီးများကိုတန်ကိုကျင်တရားနှင့်ပတ်သက်၍အပြောနှင့်အလုတ်ညီသူများဖြစ်ကြောင်းကြားသိရမည်လူကောင်း လူတော်များခန့်ထားခြင်းကိုကျင်တရား ပေါင်းသောအဖွဲ့အစည်းတည်ဆောက်မည်ဆိုလျှင်လူစွမ်းအားအရက်နှင့်တာဝန်ယူသူများအယိုးရှင်ဆုံးလှုပ်ဆောင်နိုင်သောနည်းလမ်းမှာကိုကျင်းတရားကိုကျင်းသိက္ခာတံပိုးထားသူများလုပ်ငန်းတွင်ရောက်လာအောင်ပေါ်ယူခန့်ထားခြင်းဖြစ်သည့်ဝန်တန်းအလို့ရှိသောကျင်းညာရှင်ကပင် ကိုကျင်းတရားနှင့် ပတ်သက်၍ကုမ္ပဏီ၏တန်တိဋ္ဌံကိုအသားပေးပေါ်ပြရမည် ယင်းတန်တိဌာန်နဲ့အညီအလောက်၆ခါသူများကိုရွေးချယ်ရမည်ကြောက်မတ်တည်ကြည်မှုစံတတ်စစ်ဆေးရမည်ယင်းစံတတ်ချက်မှာ ရိုးသားကြောက်မတ်မှုယုံကြည်စိတ်ချရမှု အားကိုးရမှုတို့နဲ့ပတ်သက်၍အလောက်၆သူ၏တည်ညံ့မှုကိုအကဲကျက်ရေးဆွဲထားသည့်ကိုယ်ဤပေါ်သွေးစစ်ဆေးစစ်ဆေးချက်ပုံစံတစ်ခုဖြစ်၍လုပ်ငန်းခွင်ထဲမှာ တစုံတယောက်မယိုးမသားလုံးနေတာကို မြင်ဘူးသလားမယိုးမသားလုံးနေတာတွေ့ရင်ဘာလုံးမလဲစသည့်မိခေါများမင်းနိုင်တယ်အလုံးရှောက်သူဤနောက်ချောင်းကိုလည်းတေချာတေတေချာချာစစ်ဆေးရမယ်အလုံးလျှောက်ထားသူတိုင်းကို လာရောက်စုံစမ်းတည်မှ လူတွေ့ဇာလအတိပေးသည့်အထက်လူကြီးလူကောင်းပိသားစွာမြမြတတဆက်ဆံရမည်မိမိကုံလီ၌ ဝန်တန်းချက်လာနိုင်သူသည် အကယ်၍အလောက်ခံထားရေလုပ်ငန်းစဉ်များမြမြတတမရှိဟုမြင်သွားပါကဝန်တန်းချက်လာသည့်တိုင်ထိုကုမ္ပဏီကတော့ကိုကျင်တရားတိတ်အလေးထားပုံမရဟုယူဆသွားနိုင်သည်ထိုအခြေအနေကိုစောင့်ရှားရန်လောဆောင်တင်သည့်များကိုပညာရှင်များက ထောက်ပြထားသည် အလောက်လျှောက်ထားသူများသည် လူတို့မေးမြန်းခြင်းကဲ့သို့သော ပုံမှန်လှုပ်ထုံးလှုပ်နည်းများကိုအကဲကျက်လက်ရှိလူတို့ခြေစိုရန်ရောက်လာသည်မှခြေစိုပြီးပြန်သွားသည်အထိအားလုံးကိုဒန်းတူညီတူဆက်ဆံရန်ဖြစ်သည်အလုံးလျှောက်ထားသူများသည် လေးစားမှုကိုမျှော်လင့်ကြသည် လူကြီးလူကောင်းဆံမှု လူတို့မေးသူ၏ရင်ကျေးပြူငါမှုပြန်လဲမေးခွန်းမေးခွန်းရှိမှုတို့သည် အလုတ်ချောက်သူအပေါ်လေးစားမှုရှိသောပြတ်တခြင်းဖြစ်သည်အလုတ်ချောက်သူသည်တရားတစ်ဖြစ်ရွေးချယ်မှုကိုလိုလားသည်ဝန်တန်းလောက်၏စွမ်းဆောင်ရည်နှင့်ပတ်သက်၍ကိုယ်မိဘကအမြင်ကိုအပြုသဘောထောက်ပြခြင်းရွေးချယ်မှုနဲ့ရွေးချယ်မှုနည်းများတိလိုတိလိုတိဆိုပါကပွင့်လဲမြင်သာစွာစပြရန်ဖြစ်သည်ကိုကျင့်တရားဆိုင်ရာ လေ့ကျင့်တင်ကြားမှုကိုကျင့်တရားဆိုင်ရာသင်တန်းပို့ချခြင်းမှာမပြစ်မလေလှုပ်တင်တဲ့ထိုသင်တန်းတွင် ကိုကျင့်ကိုလူကျင့်ဝဆိုင်ရာအကျအတဲများ ပေါ်ပေါက်လာနိုင်မှုကိုဝန်တန်းများအတိမတ်ပြုရေးပြဿနာပေါ်ပေါက်လာပါက ဖြေရှင်းနိုင်ရေးအတွက် အပြုမှုဆိုင်ရာစံတတ်မှတ်ချက်များလက်တွေ့လိုက်နာရေးနဲ့စီကံထိန်းသိမ်းရေးကဲ့သို့သော ဝန်ထမ်းရေးရာကိစ္စများကိုကိုကျင့်တရားလိုက်နာလုပ်ငန်းရှင်၌အသုံးပြုရေးသားဖို့ရေးသားရှင်တို့ ပါဝင်သည့်ထိုတင်နန်း၌ကိုကျင့်တိခါပိုင်းဆိုင်ရာရွေးချယ်မှုများနှင့်ပတ်သက်၍ကိုကျင့်တရားအရေးပါမှုဖြောက်မတ်တည်ကြည်မှုကိုကျင့်တိခါအအတွက်ပုံမီဤတန်တိထံတို့ကိုတာတကဖြစ်ကြရမည် သူကလေးကဝတ်ကိုအလေးထားကြတရန်ထိပ်ပိုင်မန်နေဂျာများလည်းတင်တန်းတွင် ကြာရအခန်းကဏ္ဍမှတက်တက်ကြွကြွပါဝင်ရမည်စုပေးတံပေးကိုကျင်တရားစောင့်ထင်းခြင်းဖောက်ဖျက်ခြင်းတို့အတွက်ကြောသားရင်သားမခွဲခြားပဲစုပေးတံပေးလုံးမည်ကိုဝန်တန်းများတွေးထားပြီးသားဖြစ်တဲ့အပြုမျိုးဆံရာစံတမ်းမှတ်ချက်တဲ့ရေဘူးရအားချက် ကိုကျင့်တရားကိုကျင့်သိက္ခာနဲ့ပတ်သက်လျင်ဝန်ထမ်းများအတွက်ဆောင်ရန်ဆောင်ရန်တို့တတ်မှတ်ပေးခြင်းတတ်မှတ်ပေးထားခြင်းဖြစ်၏ဝန်ထမ်းလက်ဆွဲစာအုပ်တွင် လုပ်ငန်းခွင်ကျင့်ဝတ်တို့ကိုထည့်သွင်းဖော်ပြထားလေရှိသည်ဥပမာကိုအကျင့်ဇာတိတ္တပြတ်ပြားခြင်း မဖွဲမရာပြုလျင်ပြုခြင်းများအတွက်အလုံးမထုတ်ပေသည့်အသည့်အရွေးယူခံရမည်ဟုကြားထမ်းခြင်းမျိုးဖြစ်၏ ဝန်တန်းကိုရီအဆက်အလက် လုံခြုံရေးလုပ်ငန်းအဖွဲ့အစည်း၌ဝန်တန်းကိုရီအဆက်အလက်ပေါ့ကြားခြင်းမှာစေတနာတရားအဖြစ်ရှိနေစေဖြစ်၍ရင်းတုံး၌ဝန်တန်းကိုရီဖိုင်တင်းထသည့်အခန်းသို့သို့မဟုတ်ကွန်ပျူတာစနစ်အားဖောက်ထွင်းဝင်ရောက်ခြင်းအီးမေးလ်များစောင့်ကြည့်ခြင်းကိုရီကိစ္စများပြန်ပတော့ပေါ့ကြားစေခြင်း စေမှတ်တမ်းများဖွင့်ချခြင်းစသည်တို့မှာကိုကျင်တရားဖောက်ပြက်မှုများဖြစ်သည် အခြားတစ်ဖက်၌လုပ်ငန်းအဖွဲ့အစည်းတို့ဝင်ရောက်လုပ်ကံသူများအားအလို့သဘောအရစုံစမ်းစစ်ဆေးရခြင်းများရှိ၏နောက်ကြောင်းရာဇဝင်စစ်ဆေးခြင်းလိုအပ်ပါကတာဝန်တာဝန်ရှင်ပြင်ပအပြုအမူနှင့် လူနေမှုပုံစံစောင့်ကြည့်ရခြင်းမူရစ်စေဝါစစ်ဆေးခြင်း 老岩县还要稍微近点，双击占多高，老家压力，吃的，钱多嘛，过过云南、贵州、各大龙江鱼、小花鱼、皮皮难的，土家，老岩县古镇大约上下有四千年来，土客家伢过来开店，生产辣椒的，时间来拿，里起码看环境，时间买，没生意，低价就月贱卖。 လျော်ကန်တက်မြတ်သော လုပ်ငန်းခွင် အပြုအမူများပြုမူစေရေးအတွက်တွန်းအားပေးရန်ဖြစ်၏လျော်ကန်တက်မြတ်သော အပြုအမူဆိုသည်မှာစည်းမျဉ်းစည်းကမ်းအမိတ်ညွှန်ကြားချက်များ လိုက်နာခြင်းကိုဆိုလိုသည် ရင်းတို့ကိုချိုးဖောက်လာသည့်အခါစည်းကမ်းပိုင်းဆိုင်ရာ အရေးယူ အပြစ်ပေးရန်လိုအပ်လာသည်စည်းကမ်းပိုင်းဆိုင်ရာ အရေးယူသည့်လှုပ်ထုံးလုံနည်းများလျော်ကန်မှုရှိရင်းမှလည်းအရေးကြီးသည် အကြောင်းပြချက်ပေးပါဆိုရင် အပြုသဘောဆောင်သည့်လုပ်ငန်းခွင်ဆက်ဆံရေး၌ယုံကြည်မှုလိုအပ်သည့်အရေးယူရာတွင်စိတ်ထင်သလိုအရေးယူမည်ဆိုပါကယုံကြည်မှုရော့ပါနိုင်သည့်တရားမျှတမှုမရှိသည့်စီကံပိုင်းဆိုင်ရာလှုပ်ထုံးလုပ်နည်းများကအခြားတစ်ဖက်၌မလိုလားအပ်သော ကိစ္စများဖြစ်ပေါ်လာစေနိုင်သည့်စီကံဥပဒေများတရားမျှတရေးမန်တိုင်၃ရက် လုပ်ငန်းခွင်စီကံဥပဒေများချမှတ်ရာတွင်စီကံအရာအရေးယူရခြင်းတို့မှာဆောင်လွှဲမရသောကိစ္စဖြစ်၍အလုံးချင်းတရားမျှတသောစီကံချမှတ်ရေးအတွက်မန်တန်၃ခုအပေါ်အရှိပြုတိစောက်ထားနိုင်တဲ့နံပါတ်၁စီမင်းစီကံနဲ့အမေညွန်ကြားချက်များနံပါတ်၂စီကံလိုက်နာမှုတိုးတက်ကောင်းမွန်ခြင်း ခြေချုသည့်ပြစ်ဒဏ်ပေးခြင်းနဲ့နံပါတ်3သူချင်းရှင်းလင်းခွင့်ပေးခြင်းတို့ဖြစ်သည့်နံပါတ်1စီမင်းစည်းကမ်းနှင့်အမိန့်ညွှန်ကြားချက်များအများလက်ခံနိုင်သည့်စည်းကမ်းပိုင်းအရေးယူအရေးယူမှုလုပ်ငန်းစဉ်ဟုသည့်ရှင်းလင်းတိကျသောစည်းကမ်းစီမင်းစည်းကမ်းနှင့်အမိန့်ညွှန်ကြားချက်များချမှတ်ခြင်းဖြင့်အစပြုသည်ဥပမာစည်းကမ်းချက်များ၌ လုပ်ငန်းပိုင်းပစ္စည်းများခိုးဝှက်ခြင်းဖြတ်စည်းခြင်းအလုပ်ချိန်တွင်မူရစ်စေဝါ၃၀ခြင်းအရက်သေးစာတောက်စားခြင်းအမိတ်မနာအမေနာကမှုမရှိခြင်းစသည်တို့နှင့်ပတ်သက်သောစည်းကမ်းများပါရှိရမည်စည်းကမ်းချက်နမူနာအချုပ်ကိုဖော်ပြရလျက်စွမ်းဆောင်ရည်ညံ့ကျင်းမှုလက်မခံခြင်းဝန်ထမ်းတအူးသည်သတ်မှတ်ထားသောအကြီးအသေးစံချိန်စံညွန်ပြေဝစေရန်နှင့် မိမိအလုတာဝန်ကိုမှန်ကန်ကျွမ်းကျင်စွာထမ်းဆောင်ရာတာဝန်ရှိသောအသိပေးစည်းကမ်းချက်ဖြစ်သည့်အလုချေရအတွင်းအရက်နှင့်မူရစ်စေဝါသုံးဆွဲမှုတားမြစ်ခြင်းလုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရမှုတေဆုံးမှုများဖြစ်ပွားနိုင်သည့်အတွက်တင်းကျပ်စွာတားမြစ်ရမည်ကိစ္စဖြစ်သည့်စည်းကမ်းချက်၏ကြီးရချက်များမှာ လုပ်ငန်းခွင်အတွင်းလက်ခံနိုင်သော လက်မခံနိုင်သောအပြုအမူဘာတွေဖြစ်ဒီကောဝန်တန်းများအားကြိုတင် အသိပေးရန်ဖြစ်တဲ့ဝန်တန်းလက်ဆွဲစာအုပ်၌လည်းစီမံစည်းကမ်းများနဲ့အမိန့်ညွှန်ကြားချက်များထည့်သွင်းဖော်ပြထားတဲ့နံပါတ်၄စီကံပိုင်းဆိုင်ရာအရေးယူမှုကြီးရွယ်ချက်စီကံလိုက်နာမှုတိုးတက်ရေးကိုဥတီရေးဥတီအရေးယူခြင်းတွင်စီကံတည်ဝတ်မှုရှိရေးအတွက် ဒုတိယမန်တိုင်ဖြစ်တဲ့ပြစ်ဒဏ်အ ਨੇ အများတဲ့ပြစ်မှုအတိုင်းအတာနဲ့ကျွလွန်မှုအရေးအတွက်တို့အပေါ်မူတီမူတီနီချစ်တော်လဲအရေးယူအပြစ်ပေးရ၌ကျင်းထမှုအတွက်လုပ်ငန်းခွင်အတွင်စီကံ၏အရေးပါမှုကိုတိချိနားလည်စေရန်အရေးယူအပြစ်ပေးခြင်းမျိုးဖြစ်တဲ့တဲ့နံပါတ်3ထုချေခွင့်တတိယမန်တိုင်တဲ့စွဲချက်နှင့်ပတ်သက်၍ ခြေပရှင်းလင်းခွင့်ပေးခြင်းဖြစ်တဲ့ရှင်းလင်းစီကမိုင်းဆိုင်ရာအရေးယူမှုပြုလုပ်ရာတွင်တရားသဖြင့်ချစ်စေရန်ကြည်ရခြင်းဖြစ်တဲ့စီကံထိန်းသိမ်းရေးလုပ်ငန်းစဉ်၌သူချေရှင်းလင်းခွင့်ပေးခြင်းမှာအရေးကြီးတော်လဲစီကံဖောက်ပြမှု၏အကာအကွယ်အဖြစ်အသုံးချခြင်းမရှိစေရန်တတိပြုရနေစွဲချက်နှင့်ပတ်သက်၍ခြေပရှင်းလင်းချက်ပေးခြင်းဖြင့် မတရားအရေးယူမှုကိုအတိုင်းအတာတစ်ခုအထက်ရော့ပါစေနိုင်သည်သို့သော လုပ်ငန်းခွင်စီကံဖောက်ပြက်မှုတွင်လူတဦးဤပုဂ္ဂိုလ်ရေလူမှုရေးတို့အပေါ်ထိပါတိုက်ခိုက်မှုတွင်တိမ်မွေ့သည့်ကိစ္စဖြစ်၍ထိုကိစ္စနှင့်ပတ်သက်လျင် အထူးအရေးထားကံတွေရပါမည်ထို့အပြင်အပြစ်ပေးခြင်းသည်လက်စားချေခြင်းမဟုတ်သလိုအပြစ်ပေးခံရသူအားလက်စားချေခြင်းအောင လှုပ်ဆော်ရလဲမရောက်စေရပါ စီကံပိုင်းအရာအရေးယူခြင်းစီကံဖောက်ကျက်သည့်ဝန်တန်းတဦးအားရှိလာသည့်အခါမြေတို့ဆောင်ရွက်ရမည်ဆိုသောလမ်းညွှန်ချက်များတိတိကျကျသတ်မှတ်ထားရသည်အချို့လုပ်ငန်းကြီးများတွင် ထိုတို့ချမှတ်ခြင်းမျိုးမရှိသည်ကို တွေ့ရ၏ထိုအရှိန်ကကံတွေဖြစ်ခြင်းရ၌မမြတ်တမှုများဖြစ်ပေါ်စေပြီး လုပ်ငန်းအဖွဲ့အစည်းအတွက်ရောကာကံရှင်အတွက်ပါနဲ့နာစေနိုင်တယ်စီကံပါအရေးယူခြင်းနဲ့ပတ်သက်၍အမားနေပြီးတရားမျှတမှုရှိစေရအတွက်ပညာရှင်များကအဆိုပြုချက်အစုတင်ပြထားတဲ့အောက်တွင်လေ့လာနိုင်တဲ့ဝန်တန်းဤကျွလုံမှုအပေါ်ဆွဲချက်နှင့်ပတ်သက်၍တတ်တဲ့အထောက်အထားခိုင်လုံရမည်စီကံရှိုးပါမှုအတွက် ဖြစ်လာနိုင်သည့်အရေးယူဆောင်ရွက်မှုများကိုကြိုတင်အသိပေးမှုကောင်းစွာပြုလုပ်ထားရမည်။အရေးယူခြင်းမပြုမီအကြောင်းဆုံးကိုဓမ္မဒိဋ္ဌံကြကြစစ်ဆေးရမည်။စည်းကမ်းချိုးဖောက်မှုစုံစမ်းစစ်ဆေးချက်တွေလုံလောက်သောတတ်သိအထောက်အထားများ ဟောထုတ်ပေးနိုင်ရမည်။တတ်ဆိုင်ရာစည်းမျဉ်းစည်းကမ်းအမဲ့ညွန်ကြားချက်သို့မဟုတ် ပြစ်ဒဏ်များတွင်ကြောသားရင်သာ ဖွဲ့ချခြင်းမရှိစေရပါ အပြစ်ပေးရ၌ဥပဒေများကပေးထားသော တရားအမျှတမှုအခွင့်အရေးကိုဆွဲဆိုခံရသူအပြစ်အဝရရှိစေရမည်အခြေခံအကျဆုံးဆွဲဆိုခံရသူအားသူချေရှင်းလင်းခွင့်လုံလောက်စွာပေးရန်ဖြစ်၏ဆွဲချက်ကိုနားလည်စေရန်တိုင်ပင်ဆွေးနွေးခွင့်ပေးရမည် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုအတွက် မေးမြရာ၌ကာကန်ရှင်ဝန်တန်းတဦးသေးတာမဟုတ်ပဲအကဲ၍အလုသမားအဖွဲ့အစည်းရှိပါကရင်းအဖွဲ့မှ ကိုယ်စလဲအခြားသူတဦးကိုပါခေါ်လာခွင့်ပေးသင့်တယ်စည်းကမ်းပိုင်းဆိုင်ရာတွဲဆုံမေးမြမှုကို အောက်ပါအတိုင်းလှုပ်ဆောင်သင့်၏ဝန်တန်းဤဂုံတိုက်ခါထိခိုက်စင်မြစ်အပြုအမူမလုံးမိပါနဲ့ ဥပမာလူချစ်သူချစ်အပြစ်ပေးခြင်းဆွဲဆိုခံရသူဝန်တန်း၏ပြောဆိုချက်များကိုပြုတဆိုင်နားထောင်ပါချိုးဖောက်ချိုးဖောက်မှုထင်ရှားတသက်ပြရာ တာဝန်သည်စစ်ဆေးသူ၏တာဝန်ဖြစ်ပြီးတသက်မပြနိုင်တဲ့၍ဝန်တန်းကိုအပြစ်မရှိသည်ဟုမှတ်ယူရမည်ပကတိအချက်များအပေါ်လက်ခံပါအတဆင့်စကားသို့မဟုတ် မိမိတဦးတည်းအမြန်ပေါ်အခြေခံဆုံးဖြတ်ခြင်းမပြုပါနဲ့မေးမြန်းကြတဲ့ဒေါသတကြီးမပြုမှုပါနဲ့အပြစ်ပေးခြင်းမရှိသော စီကံပန်းဆိုင်ရာအရေးယူမှုသုံးသက်ချက်များအရစီကံနှင့်ပတ်သက်၍အပြစ်ပေးခြင်းကိုကျွန်းလွန်သူအပါဝင်လူတော်တော်များများမကြိုက်ကြပဲချောင်လွဲ၍မရသဖြင့်အပြစ်ပေးခြင်းကိုခံလိုက်ရတော်လဲရေချေတွင် တစ်ခုခုတုံ့ပြန်ရန်စဉ်းစားကောင်းစဉ်းစားနိုင်တယ်။စီကံထိန်းသိမ်းရာတွင်တန်ခတ်အရေးယူသည့်အရေးယူသည့်သဘောတဘာဝကိုချော့ချခြင်းဖြင့်အထက်ပါအားနည်းချက်များရှောင်ရှားနိုင်ပြီးအစုလုပ်ငန်းများတွင်စီကံစိုးဖောက်မှုတိုင်တွယ်ဖြစ်ခြင်းရာ၌တပုံစံတည်းအသုံးပြုလာကြသည် ထိုပုံစံဤသဘောတဘာဝမှာအောက်ပါအတိုင်းဖြစ်သည် နံပါတ်၁ပထမတကြိမ်ဆိုးဖောက်ခြင်းအတွက်နှုတ်ချက်အပြည့်ပေးခြင်းကာယကံခြင်းဝန်တန်းနဲ့နှုတ်ဦးတဲ့ဆွေးနွေးရန်ဖြစ်တယ်နံပါတ်၂ဇတတပတ်ဆော့ပတ်အတွင်အခြားဆိုးဖောက်မှုတစ်ခုခုရှိပါက စာဖြင့်တတိပေးပြီးတတိပေးစာမိတ္တူတဆောင်ကိုအမှု အမှုထမ်းမှတ်တမ်းဖန်နာ မှတ်တမ်းဖိုင်၌ထင်ထည့်သွင်းခြင်းကာယကံရှင်ဝန်ထမ်းနှင့်ဒုတိယလူစည်းနှစ်ဦးတည်းထပ်မံဆွေးနွေးရန်ဖြစ်သည်နံပါတ်3စဉ်းစားဆုံးဖြတ်ရန်လာစာဖြင့်ခွင့်ရပေးခြင်းချက်လာမည်ယတတပတ်၆ပတ်အတွင်းသောဖောက်မှုတခုခုထပ်မံဖြစ်ပွားပါက လုပ်ငန်းခွင်ကြီးကများကိုတိကျစွာ လိုက်နာမည်မလိုက်နာမည်ကို ယတိပြတ်ဆုံးဖြတ်စင်စာဆုံးဖြတ်ရန်ညွှန်ကြားပြီးလာစာပြည့်ခွင့်လာစာပြည့်ခွင့်ရက်ပေးခြင်းအနာယူလှောက်ဆောင်ခြင်းထိုကိစ္စအလုံးငါလုပ်ငန်းခွင်မှတရက်အနာပေးကြောင်းအမိတ်စာကိုအမှုတန်းမှတ်တမ်းဖိုင်၌ထည့်သွင်းမှတ်တမ်းတင်ရန်ဖြစ်သည့်ဝန်ထမ်းအလုံးပြန်ဝင်သည့်အခါခေါ်ယူ တွေ့ဆုံ၍လိုက်နာမည်ဟုဆုံးဖြတ်ပါကဝန်တန်း၏ဆုံးဖြတ်ချက်ကိုလက်မှတ်ရေးထိုးမှတ်တမ်းတင်ရန်ဖြစ်သည့်နံပါတ်၄တနည်းအတွင်ထပ်မံဆိုးဖောက်မှု မရှိပါကအလုံးမတရက်အနာပေး၍အလုံးမတရက်အနာပေးမှုကိုဝန်တန်းလုံးသက်မှတ်တမ်းမှပယ်ဖြတ်ပေးခြင်းစီကံလိုက်နာမှုကိုအတိမတ်ပြုသောအဖြစ်ပယ်ဖြတ်ပေးခြင်းဖြစ်သည့်ထိုပယ်ဖြတ်ရာတွင် ဝန်တန်အားတွေ့ဆုံ၍စီကံချိုးပေါမှုထမှန်ဖြစ်ပွားလျက်ခွင့်လွတ်မီမဟုတ်ကြောင်းနှင့်အလုံးမှထုတ်ပယ်ခံရမည်ဖြစ်ကြောင်းရှုရင်ချက်ပေးမည်မဟုတ်ကြောင်းသတိပေး၍ဝန်တန်ကိုသိရှိကြောင်းလက်မှတ်ရေးထိုးစေရမည်ကြသောမကင်းသောအပြုအမူသို့မဟုတ် လုပ်ငန်းခွင်အတွင်ကိုထိလက်ရောက်ကျွမ်းမွကျွလွန်ခြင်းတို့ကို အလုံးမချက်ချင်းထုတ်ပယ်ရမည် အပြုအမူများဖြစ်၏ စစ်ကံပိုင်းအရေးယူမှုနဲ့သတိပေးချက်သတိပေးမှုအတွက်ပုံစံအလွယ်တကူရယူနိုင်သည့်ရင်းမြစ်များစွာရှိသည့်ယခုလေ့လာနိုင်ရန်နမူနာတင်ပြထားသည်မိမိ၏ကုမ္ပဏီစစ်ကံပိုင်းဆိုင်ရာအသိပေးခြင်းနဲ့အရေးယူအစီရင်ခံစာရက်စွဲဝန်တန်းအမည်ဝန်တန်းလောက်ဆောင်သည့်တာဝန်စစ်ကံချိုးဖောက်သည့်ရက်နေ့ ချိုးဖောက်မှုဖြစ်စဉ်တသက်ရဲ့အထောက်အထားများရှစ်လင်ပူတွဲဖော်ပြရာမျက်မြင်မျက်မြင်တသက်များချိုးဖောက်သည့်စီကံအမိတ်ညွန်ကြားချက်များဝန်တန်း၏ရှင်းလင်းတင်ပြချက်ရှစ်လင်စီကံပိုင်းဆိုင်ရာအရေးယူခဲ့မှုများရှိသည့်မြို့တို့အရေးယူသည့်ယခုခေါ်ယူတတိပေးသောဝန်ထမ်းအနေဖြင့်လာမည့်ရတတပတ်အတွင်း ဖောက်ပြက်မှုတစ်ခုခုထမှန်ကျွလွန်ပါကအောက်ပါအတိုင်းအရေးယူခံရမည်ကြီးကျက်သူလက်မှတ်အမည်ဝန်တန်းလက်မှတ်အမည်